တယ်ပင်လေစမ်းကြည့်ပါကိုခွားနဲ့စ조사ပြီးပြုတ်ပြင်လို့မရဘူးလူတွေရှေ့မှာတော့ကောင်းသလိုနေနေပေမဲ့အထင်းမှာမလွတ်မြောက်နိုင်တဲ့သူတွေကို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 တိတယ်အချိန်ချင်းလဲနေတဲ့သူတွေဘသူစီမှာဆူတောင်းဆူတောင်းပြောင်းလဲမှုမရှိလာတဲ့သူတွေဆူတောင်းစီဝေးပွဲတိုင်းမှာထွတ်ထွတ်ပြီးဆူတောင်းခါတာလေအမောဒါပေမဲ့ပြောင်းလဲမှုမရှိဘူး အမြဲတမ်းသူများရှေ့မှာဟန်ဆောင်တော့ကောင်းတဲ့ပုံစံနေနေရပါမယ်အထင်းမှာကိုယ့်ရဲ့အမောက်ကိုပဲသိတယ်ကိုယ်ချိတ်ချိတ်လဲနေတာကိုကိုယ်ပဲသိတယ်ဖခင်နဲ့ကိုယ်နဲ့ပဲသိတယ်ဒီနေ့လွတ်မြောက်ချင်တဲ့သူတွေပါပါဆောင်နေတယ်ဒယ်ဒီဆောင်နေတယ်ဝန်လင်းနေလားပင်ပန်းနေလားဝမ်းနေနေလားမျော်လင့်ချက်တွေမဲ့နေလားညှဉ်းညူးနေလားအဲ့ကျန်တဲ့ဘလို့ရုံးထွက်မှမသိဘူးဖြစ်နေလား အနှုတ်လက္ခဏာနဲ့ပြည့်ပြီးတော့ပါတေးချင်စိတ်ပေါက်နေတဲ့သူတွေရှိတယ်ဆိုရင်ဝင်လေးပြပင်ပန်းတော့သူပေါင်းတော့ငါထံသို့လာကြလောငါဒီချမ်းသာပေးမယ်လို့ပြောတဲ့ယေရှုထံကိုတိုးဝင်မယ်ဆိုရင်တော့တင်းရဲ့ဒီနေ့မလွတ်မြောက်နိုင်တဲ့အရာတွေဝမ်းနေနေတဲ့အရာတွေစိတ်တက်ကြနေရတဲ့ကိုကိုကိုစိတ်ကုန်နေပြီဘဝမှာဘာအတိတ်ပဲမရှိတော့ဘူးဆိုတဲ့သူတွေတင်းရောအနာကအလှဆုံးဖခင်ပြန်ပြင်ဆင်ပေးလိမ့်မယ် တင်မလို့ဆက်နိုင်တဲ့ຢာတွေအားလုံးကိုဘုရားသခင်ကဒုက္ခဝါနဲ့မာစားလိုက်မယ်ကျွန်တော်ပြောပြီးသားဘာသာတရားဆိုတာကလူကိုဘာမှမလုပ်ပေးဘူးဒါပေမဲ့ဘုရားကတော့လူကိုလုပ်ပေးတယ်ရိုးရိုးလေးပဲဒီနေ့ဆက်ကပ်စေခြင်းနဲ့ယေရှုဘုရားကျွန်တော်ဒီကိစ္စကျွန်မဒီကိစ္စပါအကောင်းဆုံးတက်ရှင်ခြင်းနဲ့ဟန်ဆောင်နေရတဲ့ဘုရားကိုကျွန်မမလို့ခြင်းတော့ကျွန်တော်မလို့ခြင်းတော့ဘူးကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်တက်ရှင်ခြင်းနဲ့ ူများပြောတိုင်းမှာကျွန်တော်စောင်းပြောလားစောင်းပြောလားလို့ထင်နေရတဲ့ဘဝကနေလွတ်မြောက်ခြင်းနဲ့သူဘာသာသူပြောနေမယ်ကိုတိုက်ဆိုင်ကိုအိုးမလို့အောင်ပွင့်နေဘဝကနေအော်ကျွန်တော်လွတ်မြောက်ခြင်းပြီးကိုလိုမဆာပါဒီနေ့စကားချင်းဘလောက်ညစ်ပတ်နေပါစေကျွန်တော်ဘဝအဲ့ဒါနဲ့လွတ်မြောက်ခဲ့တာဒေးဗလာဖះเจ้าမသွားနဲ့ဆိုတော့ကိုကိုကိုတန်ခတ်ခဲ့တာဒါပေတနေ့မှာတစ်ချင်းလေးတစ်ပုတ်ကျွန်တော်လွတ်မြောက်သွားတယ်မင်းရဲ့အပြစ်တွေဘလောက်ကြီးပါစေ ဘုရားမေတ္တာဟာအဲ့ဒီအပြစ်ထက်သာ၍ကြီးတယ်။အဲ့ဒီနာမတော့ယေရှုနာမတပါးတည်းပဲရှိတယ်။သင်ကိုအယံချစ်တယ်၊သင်ကိုအယံချစ်တယ်၊သင်ကိုအယံချစ်တယ်အရှိတိုင်းလက်ခံချင်းတယ်။ဒါဒီနာမကကိုသင်ဘဝရဲ့အနာဂတ်ကိုလှပစွာပြန်လဲပုံဖော်ပေးမှယေရှုခရစ်တော်တပါးတည်းပဲရှိတယ်။အဲ့ဒီအရှင်ကဘာသာထဲမှာမရှိဘူး။ခရိယာဘာသာရဲ့ဖျားပဲမဟုတ်ဘူး။လောကသားအလုံးကိုကဲတင်ဖို့ကြွလာတဲ့ဖျား။ တစ်အပြစ်ကျွေးဝတ်ကျွေးဝတ်နာတွေအတွက်လက်ဝါးကတိုင်မှာအသေးစိုးနဲ့အသေးခန်းနဲ့သို့တော်ဖျားစစ်ဖျားမှာဖြစ်တဲ့အတွက်ကြောင့်သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်အဲ့ဒီဖျားကယနေ့ကျွန်တော်နဲ့အတူရှိတယ်ခေါ်ရင်ထူးတယ်နှလုံးသားကျွေးမဲနဲ့ခေါ်ကြည့်ပါ ဘယ်သူကမှလာဆူတောင်းပေးစရာမလိုဘူးနှလုံးသားနဲ့တင်ခေါ်ကြည့်ဘုရားသခင်တင်းရဲ့အတ္တတဲမှာတက်တေထူရတဲ့အခွင့်ကိုတင်ရလိမ့်မယ်ကိုဘဝကိုစိတ်တက်ချစိတ်ပြတ်ဝမ်းနဲ့အနာကပြောက်နေတဲ့သူတွေဒီနေ့ယေရှုထံသို့ပြန်လာခဲ့ပါယေရှုထံသို့ပြန်လာခဲ့ပါယေရှုထံသို့ပြန်လာခဲ့ပါတင်းဘဝရဲ့အနာကတင်းဘဝရဲ့အနာကအာမခံချပေးနိုင်တာယေရှုတပါးတည်းပဲရှိပါတယ်